ထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးငလျင်ဘေးတင်တဲ့ကယ်ဆယ်ရေးစခန်းမှာမိုးရွာသွန်းမှုကြောင့်ကိုကိုပင်လဲကြရာကနေကလင်းငယ်တအုပ်နဲ့အမျိုးသားတအုပ်တို့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မေလ18ရက်နေ့မနေ့3ည3ည9:30မိနစ်အချိန်မန္တလေးတိုင်းမဟာအောင်မြေမြို့နယ်စိန်ပန်းရက်ကွက်52လမ်းနဲ့86လမ်းတောင်းမှာရှိတဲ့ အဘယာယာမရွှေကူကျောင်းတိုက်အတွင်းမှာရှိတဲ့ငလျင်ဘေးတင်ကဲဆယ်ရေးစခန်းမှာလုံးပတ်၅ပေခန်းအရှိပေ40ခန်းရှိတဲ့ကုတ်ကိုပင်ဟာမိုးရွာတုံးမှုကြောင့်မြင့်ချီကနေလှန်ပြီးတော့လဲကြရာကနေယာယီလူနေမိုးကတဲပေါ်ကိုပြိမိသွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်ကဲဆယ်ရေးအဖွဲ့များကတွားရောက်ပြီးတော့လဲကြနေတဲ့တစ်ပင်ကိုရှင်းလင်းခဲ့ရာကကလေးငယ်တအုပ်နဲ့အမျိုးသားတအုပ်ရဲ့အလောင်းတွေကိုကဲထုတ်ယူရရှိခဲ့တယ်လို့သိရပါတယ်။လဲသွားတဲ့ကုတ်ကိုပင်ကတတ်တန်းချာနေပါပြီ။အရင်ရက်တွေကလည်းမန္တလေးမှာမိုးတွေလေတွေတဲထန်တုန်းက ဲ့ဒီအကိုင်းတွေကြိုးကြသေးတယ်မိုးတွေတားရွာခဲ့တော့မြေကြီးကရေဝါပြီးတော့မြေပြော့နေတာပေါ့ငလျင်လှုပ်တာရောမိုးရွာတာရောကြောင့်အပင်လဲသွားတာလို့စိတ်မရက်ကွက်ကဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်မန္တလေးမှာမက်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ငလျင်ကြောင့်ယနေ့အချိန်ထိကိုပြည်သူများဟာပြိုကျပြက်စီးနေတဲ့နေအိမ်များကိုပြန်လည်တိဆောက်နိုင်ခြင်းမရှိသေးပဲကယ်ဆယ်ရေးစခန်းများမှာခိုးလုံနေရဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ